အားလုံးပဲမင်္ဂလာပါမာတင်ဟင်း channel ကပြန်ကြိုဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်ပြပချင်တဲ့ topic ကတော့ဟိုဟာ Ireland ကိုဆိုက်ရောက်လာတဲ့အချိန်မှာမိတ်ဆွေတို့ဘာရေလှုပ်တင်လဲပေါ့နော်ကဲအဲ့တော့နံပါတ်1အချက်ကတော့ကျွန်တော်တို့အရင်အရေးကြီးတဲ့ information ပေါ့နော်ဒီဒါကတော့မိတ်ဆွေတို့အခုအဲ Ireland တနိုင်ငံလုံးကိုရှောက်လေခြင်းနဲ့ဆိုရင်အဲဒီလိုဒီကတ်တွေရှိတာကောင်းတယ်ပေါ့နော် အာဒီ PPS ကတ်ရယ်နောက် IRB ကတ်ရယ်ရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒါမိတ်ဆွေတို့ဒီ PPS ကတ်ရှော့ဖို့ဆိုရင် အမ်အရင်ဆုံးဒီ website ကိုသွားရမယ်ပေါ့နော်ဒီ website မှာအဲအဲ့လိုမျိုးဟို apply လုပ်ရမယ်ပေါ့ apply လုပ်တဲ့ process ကိုလည်းကျွန်တော်အာ video တက်တက်တက်အတက်လုပ်ပြီးတော့ဒီ PPS လုပ်တဲ့ဘယ်လို apply လုပ်ရလဲဆိုတာကျွန်တော်ပြမယ်နောက်ပြီးတော့ IRB အတွက်လည်း video တက်တက်တစ်ခု ပြမယ်ပေါ့နော်အဲ့တော့အဲမိတ်ဆွေတို့ဒီကက်ရှိပါပြီဆိုရင်အာထားလိုက်ပါတော့မိတ်ဆွေတို့ Northern Ireland သွားကျင်တယ်ပေါ့နော် Northern Ireland အကြတော့ဒီဟိုမြောက်ဘက်မှာပေါ့နောက်ပြီးတော့သူကအာ Northern Ireland UK ကတိုင်းလာတာပေါ့နော်အဲ့တော့အာအဲ့တော့ဟိုအဲ့ရောက်ရောက်ဝိုင်းဒီ Ireland မြေမှာမရှိတော့တဲ့အတွက်အဲ့လို ဒီ IRB ကတ်လို့ BBS ကတ်လို့ရှိရဆိုရင်အဲ့ကိုသွားတာပို့လွယ်ပေါ့နော်အဲနောက်ပြီးတော့အဲမိတ်ဆွေတို့ရှန်ဂျန်ဗီဇာရသွားပြီးတော့ဒီ Europe ကိုရှောက်လေခြင်းတယ်ပေါ့ရှောက်လေခြင်းတယ်ဆိုရင်လေဒီ IRB ကတ်ရှောက်ပြီးသွားမှာပဲလေလို့ရမယ်ပေါ့နော်ဒီ IRB ကတ်မရှိသေးဘူးဆိုရင် IRB ကကမရှိသေးပဲနဲ့ဟိုဟာဒီတခြားနိုင်ငံဒီ Ireland နိုင်ငံအထွက်မယ်ဆိုရင် အဲမိတ်ဆွေတို့ဒီ IRB ကတ်မရှိဘူးဆိုတာနဲ့မိတ်ဆွေတို့ foreigner အနေနဲ့ပဲထင်သွားမှာပေါ့နော်အဲ့တော့ဒီ IRB ကတ်ကအရင်အရေးကြီးပါရဲ့အဲ့တော့ Ireland စရင်ရောက်ပြီဆိုတာနဲ့ဒီ IRB and PBS and ကတ်ကတကယ်အရေးကြီးပါရဲ့နောက်ပြီးတော့ PBS and ကတ်ကကြာဘာလို့အရေးကြီးရလဲဆိုတော့အဲကျွန်တော်တို့ဒီ part time job တွေလုပ်မယ်ဆိုရင်အဲဟိုဟာ ဒီအလုံးရှင်ကအမြန်တိုင်းပထမဆုံးမေးရမေးခွန်းက PPS ကတ်ရှိလားလို့မေးပါတယ်။အဲ့တော့ဒီ PPS ကတ်ကဘာမှအသုံးဝင်မှာလဲဆိုတော့ကျွန်တော်တို့အခွန်တွေပါစောင်းတဲ့အချိန်ကြရင် နောက်ပြီးတော့ကျွန်တော်အလုပ်တွေပါလုပ်တဲ့အခါကြရင်လည်းကျွန်တော်တို့ရရဲ့ဝင်ဝင်နဲ့အခွန်ဘယ်လောက်ဖြတ်ရမလဲဆိုတာကိုလည်းအဲ့လိုတိုင်းပြီးနိုင်တာ PPS ကတ်ရှိမှပဲတိုင်းပြီးမှာပေါ့နော်။အမ်နောက်ပြီးတော့ဒီ PPS ကတ်ရှိအောင်ねတစ်ခါလေကြရင်အမိတ်ဆွေတို့ first time part time job လုပ်ရဆိုရင်အမ်ကားကြံအခွန်တော်မကောက်ပါဘူးကျွန်တော်ပထမဦး first time ဟိုဟာလုံးလုံးလုံးတော့မှာဆိုရင်အာကျွန်တော်အခွန်မကောက်ပါဘူးကျွန်တော်ဟိုဟာ now အမ်ပထမတပတ်နှစ်ပတ်လောက်မကောက်တော့ now now အပတ်ဒီကြာမှာပဲကျွန်တော်ဟိုဟာ20ရာခိုင်နှုန်းအနေနဲ့ကောက်ရပါတော့ကဲဗီဒီယိုက3မိနစ်လည်းပြည့်သွားပြီဆိုတော့ကျွန်တော်ဟိုဟာမိတ်ဆွေတို့ဟိုဗီဒီယိုအပြည့်အပြည့်ကြီးကြည့်နေတယ်ဆိုရင်တော့ YouTube ကိုလာပေးပါဘောเนาะ ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီ Facebook လို့ Instagram လုံးမှာကြတော့ဟိုဗီဒီယိုကအကြာကြီးတင်အမ်ဘလူးရတိတ်မကြည့်ကြလို့ပါအဲ့တော့အမ်ကျေးဇူးပြုရဲ့မိတ်ဆွေတို့ဗီဒီယိုပြေးွားကြည့်ရင် YouTube ကိုလာပေးပါနောက်ပြီးတော့ like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အခု Facebook မှာကြည့်နေတဲ့မိတ်ဆွေတို့အကုန်လုံးလည်းကျမ်းမာချမ်းသာပါစေ နောက်ပြီးတော့လူဝေဆန္ဒရေလည်းပြေးပါစေဟိုဟာကျွန်တော်ကတော့အခုအမ် video ရယ်ဆက်လုပ်လိုက်ပါအောင်မယ်ကျေးဇူးတင်ပါတယ်